မင်္ဂလာပါဗျာဆရာညမြန်မာပြည်ပါ15ရက်6လ2025မှသည်15ရက်9လ2025တရတာကန်ညီမများဖြစ်ပါတယ်ဗျာရှင်ကြမီမိသားစုမှကျေးဇူးပါတယ်ဆရာညမြန်မာပြည်ပါဗျာဒီတစ်ပတ်တရတာကတော့စနေသားသမီးနဲ့ပတ်သက်တဲ့တရတာကန်ညီမများဖြစ်ပါတယ်ဗျာကျွန်တော်တို့အင်္ဂလိပ်လာတွေဟာအများသောဖြင့်ကျွန်တော်တို့ဒကြန်ဒီမှာအင်္ဂလိပ်လို73ရက်နဲ့79ရက်ကဒကြန်ကြတဲ့ကာလလေးဖြစ်ပါတယ်ဒါကြောင့်ဒကြန်ကြတဲ့ကာလလေးအတွင်းမှာကျွန်တော်တို့ဟို15ရက်က နှစ်ဆကဏ္ဍနေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နှစ်ဆတွေမှာတလာပိုင်းတွေမှာတရက်နေရစပြီးဟောလို့ရှိလို့ရှင်ဆန်ခိုင်းနေလောက်ဒီအဆင်ပြေရပြီဆန်ခိုင်းနောက်ပိုင်းမှာကျွန်တော်တို့ဓာတ်တင်တရက်လုတ်တဲ့ရေတရားလေးတွေအဆင်မပြတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့15ရက်ကနေပြီးတော့အဲလဝက်နောက်လာစား 15ရက်အဲတလဇာတွေကိုကျွန်တော်ပြောင်းလဲပြီးတော့ကျွန်တော်ထုတ်လွှင့်နေတာဖြစ်ပါတယ်တလဇာဟောသရဏီကတော့များသောဖြင့်ဟောသရဏီဖြစ်ပြီးတော့ကျွန်တော်တို့15ရက်နောက်ပိုင်းမှာလုပ်တဲ့လူတွေရတဲ့ဓာတ်ဆင်ဓာတ်ရည်နဲ့ပတ်သက်တဲ့နှီးနေဆက်သက်တဲ့လုပ်ငန်းတွေလုပ်တဲ့အတွက်ရေတရာတွေပုံမှုထိရောက်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အင်္ဂလိပ်လို15ရက်6လ2025မှသည်15ရက်9လ2025တလဇာစနေသားသမီးများတဲ့ကံကြမ္မာများကိုတင်ပြနေတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီတစ်ပတ်ထဲမှာစနေသားသမီးတွေအိုးရင် လုပ်ကံကတော့ ဒီချိန်မှာကိုအိမ်ကိုရာကိုမိသားစုကိုလုံငန်းကိုရတီတာမှုတွေတခြားရတီတာမှာအောင်မြင်ကြောကြပြီးအိုးအိမ်လောက်ကင်တဲ့ပတ်သက်တဲ့အထူးပွင့်လန်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာစနေသားသမီးတွေအိုးအိမ်လောက်ကင်တဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရာဥတောင်းနောက်မြောက်တောင်းလက်အိမ်မှာရှိတဲ့ဓာလေးဗျာရောဟင်းသီးရတဲ့ဓာလေးထင်းကုတ်တဲ့ဓာလေးဓာတစ်ခုကိုအကိုင်းပြောက်တော့နောက်မြောက်တော့လှည့်ပြီးတော့ဓာလေးကိုကိုင်းပြီးမှသူတော်အတင်ဓာလေးရယ်ကျွန်တော်တို့အလောက်ကမကောင်းဘူးအိမ်မှာရှိနေတဲ့တမီးလေးကလုံးမရှိဘူး အသားလေးကလုတ်ခေါ်တာမလားသိဘူးမိလေးကနေငယ်ညသွားမယ်မိမအိမ်ဆောက်ကျင်တဲ့နော်တမကလေးကလည်းအလူလေးလှုပ်ချင်တယ်ဗျာအဲ့ဒီကိစ္စလေးရန်တော်တို့ပိတ်ဆို့နေတယ်ဒါကြောင့်ပိတ်ဆို့နေတဲ့ကိစ္စလေးတွေအစဉ်ပြေအောင်အတင်သားလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းအောင်မြောင်းအောင်လှည့်ပြီးတော့စနေသားသမီးတွေဒီလအတွင်းမှာဓာလေးကိုကိုင်းပြီးတော့စူတောင်းမယ်ဆိုလို့ရှိရင်အိမ်ဆောက်ချင်တဲ့လူများအိမ်ဆောက်အောင်မယ်အလောက်ကင်မရှိတဲ့လူတွေကအလောက်ကင်တွေပွင့်လန်းပြီးအလောက်ခေါ်တာမလာသေးတဲ့လူတွေအလောက်ခေါ်ကြတဲ့လာမှာဖြစ်ပါတယ်ဗျာ ဒါကြောင့်အိုးရေလောက်ကိုင်းတဲ့ပတ်သက်တဲ့အလူလုတ်ခြင်းတဲ့ပုံကူများအလူတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဆူတောင်းပြီးတဲ့အချင်းရဲ့ကျွန်တော်ဆူတောင်းပြီးတဲ့အချင်းရဆပြီးတော့ဆူတောင်းပြီး6ရက်အဲနောက်ကြလို့ရှိရင်9ရက်လောက်အတွင်းမှာအိုးရေလောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်စနေသားသမီးတွေဟာဒီလအတွင်းမှာဓာလေးကိုကိုင်းပြီးတော့ရာဟုတောင်းနောက်မြောင်တောင်းလက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆုံနေတော့ကံများအမြန်ဆုံးပွင့်လန်းမိဖြစ်ပါကြောင်းအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစား အတင်းပြပေးလိုက်ပါတယ်ဗျာမန်းနီပတ်သက်တဲ့ပတ်သက်မှာကိုယ့်ရကုဒေတာမှာကိုယ်ယူရမြန်မှန်းတယ်လို့အစင်မပြေတတ်တဲ့အတွက်ကိုယ့်ရကုဒေတာမှုတွေတခြားရတေတာမှာအောင်မြင်ကြတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ကိုလူချင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲရှိတဲ့ပုံကူများเนาะကျွန်တော်တို့တင်းတင်းလာအရှိရကုလက်မိမိမှာရှိတဲ့လက်မှာရှိတဲ့လက်သေးလေးလက်သေးလေးကိုပို့ပြီးမှဆူတောင်းအတင်းလက်သေးလေးရေအာကျမလေးငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်နေတယ်ကျမလူတွေငွေကဘလောက်ကျမသူများကိုပေးတဲ့ရရှိတယ်ပေးတဲ့ရရှိတဲ့ငွေကဘလောက်ကျွန်တော်ရတဲ့ရရှိတဲ့ငွေက ဘလောက်အဲကျွန်တော်ပေးရရင်ဇာလီနဲ့ကျွန်တော်လူချင်းနဲ့ငွေကြီးများပိတ်နေတာပိတ်နေတဲ့ကိစ္စလေးတွေအများဆုံးပွင့်လောင်းအောင်အတင်လက်သေးလေးရကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းနှင်းလာအရှိအရာကိုလှည့်ပြီးတော့လက်သေးလေးကင်ပြီးဆူတောင်းခြင်းအပြင်ဆူတောင်းပြီးတဲ့အချိန်ရဲ့နှစ်ရက်အတွင်းနောက်ကျရင်၁၃ရက်အတွင်းငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့် ဒီလက်သေးလေးကိုကိုင်းပြီးတော့တင်းတင်းလာအရှိအယကိုလှည့်ရင်တော့ငွေကြီးနဲ့ပတ်သက်တာပွင့်လန်းပါလေဗျာဒါကြောင့်တကယ်လို့များအဆင်ပြေမယ်ဆိုရင်မနေ့ကြီးကိုစက်နှစ်နာရီလောက်အတွင်းမှာဒီလက်သေးလေးကိုပို့ပြီးတော့တင်းတင်းလာအရှိအယကိုလှည့်ဆူတောင်းမယ်ဆိုရင်တော့နေခင်းနှစ်နာရီလောက်မှာအဆင်ပြေတတ်ပြီးနေခင်းစက်နှစ်နာရီရဲ့နောက်ပိုင်းမှာကြိုက်တဲ့အချိန်လေးကိုလက်သေးလေးကိုတင်းတင်းလာအရှိအယကိုကိုင်းဆူတောင်းရင်နောက်တစ်နေ့မနေ့9နာရီပတ်ဝန်းကျင်လောက်မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအောင်မြင်တော့မှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ နေ့နေ့ဆက်သက်တဲ့စစ်နေသားသမီးတွေဟာဒီလအတွင်းမှာတော့ငွေကြေးခက်ခဲဖြစ်ရင်တင်းလာအရှိအယကိုလှည့်မိမိရဲ့လက်သေးလေးကိုပို့ပို့ပြီးမှတင်းလာအရှိအယကိုလှည့်ပြီးပို့ဆုတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆိုနေတဲ့ငွေကြေးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီချိန်မှာစိတ်နဲ့လူနဲ့မကဘူးစိတ်ကဝတ္တရပဲအစုဖွဲ့နဲ့ပတ်သက်တာသွားမလားလားမလားလောက်ရမလားငွေသွောရင်ကုန်မှာကြောက်တယ်အာသွားရင်ပြဿနာတက်မှာကြောက်တယ်အဖမ်းသီးချုံနှောင်နေကြောက်တယ်စိတ်ထဲမှာတထင်းထင်းဖြစ်နေတတ်ပါတယ်ဗျာဒါကြောင့်စိတ်ချမ်းသာပျော်ရွှင်မှုဖြစ်ခြင်းနဲ့ စနေသားသမီးအားလုံးကတင်းနှင်းငွေတွေတောင်းအရှိမြောက်တောင်းလက်အားလူလေးကင်ပြီးတော့ဆူသွားအတင်းအားလူလေးရေကျွန်တော်စိတ်တည်ငြိမ်နေတယ်အကျွန်တော်အလုပ်တွေလုပ်ရမှာအလုပ်တွေမောင်းမင်းမှုအအောင်မြင်မှဖြစ်မယ်ကျွန်တော်အင်္ဂလိပ်လေးဆောက်ခြင်းနဲ့နော်ရောင်းဝယ်လေးလေးပွင့်ခြင်းနဲ့ပတ်သက်လေးရလေးကျွန်တော်လူချင်းနဲ့ပတ်သက်လေးတွေလူချင်းနဲ့ကျွန်တော်ကျွေးလေးတွေပေးတဲ့အချီတွေပေးတဲ့အချီတွေကျွေးလေးလေးအကျွန်တော်ပေးနိုင်အောင်ရတဲ့အချီတွေငွေလေးတွေအများဆုံးရအောင်အဲ့ကြောင့်ကျွန်တော်စိတ်တည်ငြိမ်နေတယ်ဗျာဒါကြောင့်ကျွန်တော်စိတ်တည်ပြောချင်းပြီးတော့ ကျွန်တော်ပေးရရင်ဇာလီတွေဆင်းပြီးအောင်ကျွန်တော်လုပ်သမျှ၊ကိုင်းသမျှအဆင်ပြေအောင်အသင်အာလူးလေးကအကူအညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနင်္ဂနွေတောင်အရှိမရတော့လှည့်ပြီးမှအာလူးလေးကန်ဆူတောင်းမယ်ဆိုရင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်စိတ်ညစ်နေတဲ့စနေသားသမီးများစိတ်ပျော်ခြင်းတော့တနင်္ဂနွေတောင်အရှိမရတော့လှည့်အာလူးလေးကန်ပြီးဆူတောင်းမယ်ဆိုရင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများဆူတောင်းပြီးတဲ့အချိန်ရဲ့ဆယ်လောက်အတွင်းနိုင်ပိုင်းဆိုရင်တော့9နိုင်လောက်အတွင်းပွင့်လန်းသွားမှာဖြစ်ပါတယ်။ ကိုနဲ့နိနေဆက်တဲ့တဲ့တဲ့လူယောက်ျားလူယောက်ျားတွေအားကောင်းနေပြီလူယောက်ျားတွေအားကောင်းနေအာကိုသွားမယ်နေရတနေရသွားတဲ့နေရတနေရလုံးအောင်မယ်နေရတနေရလုံးတဲ့နေရတနေရရှိရမယ်နေရတနေရအဲရှိတင်ရှိတတ်တဲ့နေရမှာမဟုတ်နဲ့တခြားတနေရရောက်ပြီးအလွဲလွဲချောချောနဲ့စိတ်ကူးထင်ရလုံနေတာဖြစ်နေတဲ့အတွက်လူယောက်ျားတွေ အောင်မြင်ကြကြမှုကဒပိုင်းပြဿနာတက်တဲ့လူကဒပိုင်းဖြစ်ပါတယ်ဗျာကိုကိုရင်ကိုမိသားစုလူမှနေမယ်ကိုလုံငါကိုအပိုင်လုံးမယ်ဆိုရင်အဲ့လူတွေကအောင်မြင်ကြကြတတ်ပြီးတော့ကိုရင်ကိုရာကိုလုံငါကိုလုံမမလို့ဘယ်နဲ့ရောင်းတောင်းတောင်းကြောင်းကြောင်းလုံးနေတော့အဲ့ဂျိမန်ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုအဖန်စီးနဲ့ပတ်သက်တဲ့ကြောင့်အဲ့အဖန်စီးတွေခံတတ်တဲ့ ပြမှုတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ရောသားတွေရှိတတ်တယ်ဒါကြောင့်ကိုယ့်ဟိကိုယ့်ရာကိုယ့်မိသားစုကိုယ့်လုပ်ငန်းလေးမှာလုပ်မယ်ဆိုရင်တော့အဆင်ပြေမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကိုယ့်ဟိကိုယ့်ရာကိုယ့်မိသားစုကိုယ့်လုပ်ငန်းလေးတွေနဲ့ပတ်သက်တဲ့လူယောက်ျားတွေနဲ့ပတ်သက်လို့အဆင်ပြေခြင်းတော့ဗုဒ္ဓတောင်ရက်ကိုလက်အင်ကြီးလေးတစ်ထည်မိမိဝတ်တဲ့အင်ကြီးလေးတစ်ထည်ကိုကိုင်းပြီးတော့ဆုတာအသေးအင်ကြီးလေးအိမ်မရှိရဲ့လူယောက်ျားအိမ်မမနေဘူးအိမ်နေမှဖြစ်မယ်အလုပ်ကိုမသွားဘူးလှုပ်လှုပ်မှဖြစ်မယ်အလုပ်တော့လုပ်ပါရဲ့ပတ်သက်မှာဘူးပတ်သက်မှာဖြစ်မယ် အလုတ်ကပြန်လိုက်လဲသောသောပြန်လာမှဖြစ်မယ်လမ်းမှာသက်မိုးရတောက်စားနေရလို့လုံးပြဖြစ်စကနေထားလုံးမဖြစ်ဘူးနော်အလားအကြောင်းအပြင်မှာရောင်တောင်းတောင်းနေပြဿနာဖြစ်မှာကြောက်တယ်ကိုကိုကိုမိသားစုမှာအေးစေးလေးအဆင်ပြေအောင်အများဆုံးပြန်လဲပြီးတော့ကုညီဆောင်ကြောက်ပြီးတော့ကျမတို့ဒီအင်ကြီးလေးရနေပြီးတော့ကျမတို့ဖြစ်ပေါ်နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့မှာကိုကိုမိသားစုပြန်လာအောင်အများဆုံးပြန်လာအောင်အခုလုံငါမှာပြောချင်းလုံးအောင်ရရှိခံထားတဲ့ငွေကြေးများအများဆုံးပေးအောင်ပြဿနာတွေကင်းကင်းနဲ့ကိုရင်ကိုမသိမှာပဲအဆင်ပြေအောင် ကိုကြီးစောင့်ရှောက်တော်မူပါအသိဉီလေးကကိုကြီးစောင့်ရှောက်တော်မူပါသူတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးအင်းကြီးလေးကင်ပြီးဆူတောင်းမယ်ဆိုရင်လူယောက်ျားတွေနဲ့ဖြစ်ပေါ်နေတဲ့ကိစ္စအလူတွေနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စရွှေရလိုချင်တာလားပေါင်းထားတာလားရွေးချင်တာလားအဲ့ဒါမျိုးတွေပတ်သက်တဲ့ရွှေနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ကိစ္စအောင်မိမိရဲ့အင်းကြီးလေးကိုကင်ဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့စနေသားသမီးများ ပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းနေဒီအချိန်မှာမင်းနေရတော့ဝါတာတာပဲဗျို့မင်းနေဓာတ်ပြက်နေတယ်ဗျို့မင်းနေနဲ့ပတ်သက်တာဓာတ်ပြက်နေတယ်မင်းနေကဘာတွေဖြစ်တုံဆိုတော့စီမံခန့်ခွဲမှုလွဲပိုင်းအကြောင်းငွေကြေးနဲ့ပတ်သက်တဲ့အတလွဲသုံးသားတွေအောက်လွယ်ငယ်သားတွေနဲ့ပတ်သက်တဲ့အဆင်းဆင်းအမိတ်နာခံမှုမရှိရနဲ့အထက်ကပြောတာတမျိုးအရှိမှတမျိုးနောက်မှတမျိုးကိုယ်ရမှတမျိုးအမျိုးမျိုး အဖုံဖုံအမိတ်မနာကမှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်ဗျာရွှေကောင်းပြောင်ပြောင်ဝင်းအောင်ဖြစ်နေတာပါမိမိကိုယ်တိုင်လည်းငွေကြီးနဲ့ပတ်သက်တဲ့လွေသားလုပ်တဲ့အောက်လက်ငယ်သားတွေလည်းငွေလွဲမားတွေလုပ်နေတယ်ဒါကြောင့်မင်းရဲ့ဒီချိန်မှာကြဆုံကအာတော်တော်ကိုနီးစပ်နေတာဖြစ်ပါတယ်ဗျာဒီလားထဲမှာမင်းရဲ့ကြဆုံကမမျော်လင့်မနဲ့လွဲလွဲချောချောနဲ့အစ်မပြေတတ်ပါဘူးဒါကြောင့်ကမ္ဘာနိုင်ငံအသင်းအသင်းမှာလည်းတနင်္ဂနွေနဲ့ဒီဇိုင်းကအစ်မရေးရနဲ့ရန်လိုမှုမင်းရဲ့ လောဘဒေါသမောဟတွေကြောင့်မလိုအပ်တဲ့ပြဿနာတွေတက်နေတာဖြစ်ပါတယ်ဗျာ။နောအစ်စ်တွေဖြစ်တဲ့လက်နဲ့တွေဖြစ်တဲ့တဏှာတွေဖြစ်တဲ့ကြည်တဲ့ကုန်းနေအဲ့ဒီလက်နဲ့တွေမလုပ်ဘဲနဲ့စားစရာတွေထုတ်လိုက်ရင်ဆိုတဏှာတကဘာလုံးကအဆင်ပြေမှာဖြစ်ပါတယ်။လက်နဲ့တွေမထုတ်ဘဲနဲ့ခင်ဗျာကောင်းတဲ့ကိစ္စလူအကျိုးပြုလုပ်ငန်းတွေမှာတုံးကြမယ်ဆိုရင်အင်းကြီးအိမ်ကောင်းတွေနဲ့အဆင်ပြေပြီးချောချောမောဖြစ်တာမလိုအပ်ဘဲနဲ့လက်နဲ့တွေသွားလုံနေတာဖြစ်တဲ့လက်နဲ့တွေကလည်းစားလို့မရပါဘူး။အဲကြောင့်သက်ဆိုင်ရာအာနာရှင်ရှိတဲ့ မင်းနေရဲ့စီငံမှခံမမှုလွဲမာတွေကြောင့်ပြဿနာတွေတက်ရောက်နေတာဖြစ်ပါလေဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ပြဿနာတွေငိမ့်အေးကျင်နေဆိုရင်တော့တင်းငွေတွေတောင်းအရှိမရောက်တော့လှည့်ပြီးတော့ခမရထမင်းကျက်တဲ့စံလေး၃သိလောက်ကိုင်းပြီးတော့ဆူတော့အတင်းစံလေးကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တယ်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စကိုပြောခြင်းနဲ့အပြောင်းချွေရာထူးတွေပြောခြင်းနဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြောခြင်းနဲ့မြေယာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြောခြင်းနဲ့ဗျာအတင်းစံလေးကပြောတဲ့ကိစ္စတွေအောင်မြောင်းပြဿနာကြီးအောင်ကိုင်းကြီးဆောင်ကြတော်မူပါအတင်းစံလေး ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စကြီးသွားပြီးတော့ကျွန်တော်ကိစ္စကြီးပြောတော့မှပြောတဲ့ခါမှာကျွန်တော်နဲ့သူနဲ့ပြောဆိုတဲ့ကိစ္စကြီးအောင်မြင်ပါသေးကျွန်တော်သားလေးကဆံမွေးနေတဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလုံးနာပညာရေးနဲ့မှာဆုံးခန်းတိုင်အောင်ပြဿနာတွေကင်းအောင်အသင်ဆန်းလေးကကူညီဆောင်ကြတော်မူပါမိမအမေလေးဝေထားတာမိရင်းနဲ့ပတ်သက်တဲ့ဒီချိန်မှာအဖမ်းသိအသိသိနေဖြစ်တယ်ဖြစ်တယ်မိရာတွေနဲ့ပတ်သက်တဲ့ပြဿနာမဖြစ်အောင်နော်အသင်ဆန်းလေးကကူညီဆောင်ကြတော်မူပါအသားလေးကတော့ယာတုတွေတိုးခြင်းလားယာတုတိုးတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ဆောင်ရွက်တဲ့အခါမှာ လအားလုံးကဆော်ရစူအစဉ်ပြေပြီးနဲ့မိမိရဲ့တတ်မှတ်ထားတဲ့မိမိလိုချင်တဲ့နေရာလေးရအောင်ကုညီဆောင်ရွက်တော်မူပါအတင်ဆန်လေးကကုညီဆောင်ရွက်တော်မူပါဆိုတဲ့အကြောင်းတနင်္ဂနွေတော့အရှိမရောက်တော့လဲဆန်လေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့တနေ့သားသမီးများဒီလတွင်မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားတဲ့ခီကိုပြောတဲ့စကားအမှန်သွားခြင်းလို့သွားခွင့်မရှိပြောခြင်းလို့ပြောခွင့်ရလွဲလွဲချော်ချော်ဖြစ်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်လွဲချော်နေတဲ့ပုဂ္ဂိုလ်အားလုံးကဗုဒ္ဓတောင်ရက်ကိုလည်းရေးလေးတောက်ပြီးမှဆူတော့ အသေးကြီးလေးရကျွန်တော်သွားတဲ့ခီးတွေအသိပြခြင်းနဲ့ပြောတဲ့စကားတွေအောင်မြင်နေကျွန်တော်လှုပ်သွင်းမြ၊ဂန်သမီးမြလွဲချုံနေတဲ့ကိစ္စတွေအမြန်ဆုံးတည့်အောင်ကူညီစောင့်ကြောက်တော်မူပါအသိကြီးလေးကကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဘုရူတောင်ရကူလဲပြီးမှရေးလေးတောက်ပြီးဆူတောင်းကြပါဒါကြောင့်စနေသားသမီးအားလုံးကဒီလအတွင်းမှာတော့ဘုရူတောင်ရကူလဲပြီးလွဲချုံနေလို့ရှိရင်တော့ရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့ရဲ့လွဲချုံနေမှုမှန်သမျှအကုန်လုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာရိုးရာတွေပြည့်နေတယ် ယောဘဘောမှာဒုရာကျော်မှာဖြစ်ပါလေဗျာဒီချိန်မှာအမှုခင်းနေပြဿနာဖြစ်တယ်ငွေကုန်ကြေးကြများတယ်အယောသားတွေရှိတယ်အမှုခင်းပြဿနာဖြစ်တယ်နိုင်ငံရေးမှုနဲ့ဖြစ်ရင်တောင်းကြမယ်အဖန်တိခိုင်ရင်ငွေရောမယ်အဲ့ဒီကြတွေဖြစ်ပေါ်နေတာဖြစ်ပါလေယောဘတွေဖော်ရင်လည်းဒုရာကျော်မှာဖြစ်ပါလေဗျာယောဘမဖော်တဲ့အတွက်အမှုခင်းပြဿနာများငွေကြေးကုန်ကြေးတွေဇလန်းတွေပေါပေါက်နေတာဖြစ်ပါလေဒါကြောင့်ယောဘဖော်ကြအောင်ယောဘဘောမှာဒုရာကျော်မှာဖြစ်ပါလေဗျာဒါကြောင့်အင်္ကာတောင်းအရှိတောင်းတောင်းလက်တရေတီးလေးကိုကိုင်းပြီးတော့ဆုတောင်း အတင်းသေးသေးလေးရေကျွန်တော်တို့ရိုးကဖော်ပြီးတော့ဒိုးကကြောခြင်းနဲ့အမှုခင်းပြဿနာတွေဝေးခြင်းနဲ့နော်ငွေချင်းတာထူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ပြီးပြီးသာသနာပြုကြလိုက်ကြဗျာဒါကြောင့်အတင်းသာတရေသီးလေးကကျွန်တော်တို့သာသနာပြုမဲ့ရိုးကဖော်လို့ငွေချင်းများအဆုလိုက်ပြုံးလိုက်ဝင်းအောင်ရိုးကဖော်တဲ့အတွက်အမှုခင်းပြဿနာတွေဝေးကွာအောင်ကုညီစောင့်ကြတော်မူပါဆိုတဲ့ကြောင်းအင်္ဂါတော့အခြေတောင်းတော့လေတရေသီးလေးကင်ဆူတောင်းမယ်ဆိုရင်ရိုးကဖော်လို့ဒိုးကကြောမှာဖြစ်ပါတယ်ဒါကြောင့်အမှုခင်းပြဿနာတွေကြောက်သလားငွေကြီးလားဆုလိုက်ပြုံးလိုက်လုံလိုက်ဝင်းချင်းလား နေသားသမီးတွေကအင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးတရက်တိလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွန်လာမှာဖြစ်ပါတယ်ဆူတောင်းပြီးတရက်တိလေးချတာနောက်တော့ကကျင်းနောက်တစ်ကျင်းထပ်ပြီးတော့ကိုင်းကိုင်းရင်းတဲ့ချိန်တာခဏခဏကိုင်းငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေကင်းပြီးငွေစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမိမိသားစုကပေးတဲ့ရေရရလေးရလွယ်လွယ်လေးတွေပေးတာပါဗျာလွယ်လွယ်လေးတွေပြလွယ်လွယ်လေးတွေပြုလို့ချင်းပြန်တင်းတို့မှာပိတ်ဆိုးနေတဲ့ကံများအများဆုံးပွန်လာမှာဒီကြောင့်လေးလေးစားစားထူထောင်ပေးလိုက်ပါတယ်ဗျာ စနေသားသမီးတွေတင်ပတ်တဲ့အထူးကံကောင်းတဲ့ကံလေးတွေအာဒီကံလေးတွေစမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရပြလို့ရှိရင်တော့နော်အင်္ဂါတောင်အရှိတောင်တောင်လက်ပြီးတရားတိလေးကင်ပြီးဆုတောင်းအတင်းတရားတိလေးရဲ့ကျွန်တော်တို့ဒီကံလေးတွေစမယ်ဒီကံလေးတွေစတဲ့ခါမှာပိတ်နေတဲ့ဒီကံလေးတွေအများဆုံးပွင့်နေတယ်ဗျာဒါကြောင့်ဒီကံလေးတွေအများဆုံးပွင့်အောင်အခုညီဆောင်းလျှောက်ပါဆိုတဲ့အကြောင်းအင်္ဂါတောင်အရှိတောင်တောင်လက်ပြီးမှတရားတိလေးကင်ပြီးဆုတောင်းဒီကံလေးတွေစမယ်ဆိုရင်တော့ဒီကံလေးတွေကခွန်းလို့နော်၁တို့၄တို့၅ဆိုတဲ့ခဏလေးတွေ အခွန်တေလင်းကားဆိုတဲ့အခွေးလေးတွေခွေးမယ်ခွန်တေတို့ခွန်လေးတို့ခွန်ကားဆိုတဲ့အဲထီကန်လေးတွေစားမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ထီကန်များအမြန်ဆုံးပွင့်လာပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာကျွန်တော်တို့ဒီနေ့အဖြစ်15ရက်6လ2025မှသည်15ရက်9လ2025စနေသားသမီးများအတွက်တက်လာတာကံကြမ္မာများဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ